ျမတို့ဆေးရောင်လံဖုန်းဆော့ဝဲရဲ့မိတ်ဆွေတောင်သူတွေအနေနဲ့စိုက်ပျိုးရေးမှတ်တမ်းတွေကိုအရင်လိုပဲနိုင်ငံတွေမှာမှတ်နေတော့မယ်လားလောရမဲ့အလုပ်တွေကိုအရေးကြီးတဲ့လုပ်ငန်းစဉ်တွေကိုကြုံသလိုပဲတခြားတစ်ယောက်ကိုပြောပြတာဒါမှမဟုတ်ကြုံသလိုမှတ်နေတော့မယ်လားဒါမှမဟုတ်ရင်လည်းစိုက်ပျိုးမှတ်တမ်းကိုတည်ချာချာမှတ်ချင်တယ်ဒါပေမဲ့ဘယ်ကနေစမှတ်ရမှန်းမသိဘူးဘယ်လိုစီးရင်သွင်းရမှန်းမသိဘူးဖြစ်နေလားဒါဆိုရင်တော့အစိမ်းရောင်လန်းကထုတ်ထားတဲ့တောင်သူလက်ဆွဲစိုက်ပျိုးမှတ်တမ်းစာအုပ်ကလေးနဲ့မတွေ့ရသေးလို့ဖြစ်မှာပါ။မင်္ဂလာပါရှင်။ အာကျမကတော့အစိမ်းအောင်လန်ဖုန်းဆော့ဝဲကဖြစ်ပါတယ်ဆိုတော့ကျမတို့ဒီနေ့မှာအစိမ်းအောင်လန်ဖုန်းဆော့ဝဲကနေပြီးမှထုတ်ထားတဲ့တောင်သူလက်ဆွဲအစိမ်းအောင်မှတ်တမ်းစာအုပ်ကလေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီစာအုပ်လေးဟာဆိုရင်တော့ကျမတို့အစိမ်းအောင်လန်ဖုန်းဆော့ဝဲထဲမှာရှိတဲ့အစိမ်းအောင်မှတ်တမ်းရဲ့စံနှုန်းအတိုင်းကိုးကားပြီးတော့ကျမတို့ကအာစော့ဖွဲပေါ်မှာမမတ်ချင်တဲ့သူတွေအပြင်မှာစာရေးပြီးတော့လက်ရေးနဲ့တေချာချာမှတ်ချင်တဲ့လူတွေအတွက်ကိုကျမတို့ကထုတ်ထုတ်ဝေပေးထားတာဖြစ်ပါတယ်ရှင်အခုဒီတောင်သူလက်ဆွဲစိုက်ပျိုးရေးစာအုပ်ဒီစိုက်ပျိုးရေးမှတ်တမ်းစာအုပ်ကလေးကိုဆိုလို့ရှိရ င်ဘသူမဆိုကျမတို့အစိမ်းရောင်လန်ဖုန်းဆော့ဝဲရဲ့စောင့်ဆင်ကဏ္ဍမှာအခမဲ့အချိန်မရွေးဒေါင်းလုဒ်ဆွဲယူနိုင်ပါတယ်